ပြင်ပြောင်းပြောင်းလဲရေးကိုတွဲပြီးလှုပ်သွားနိုင်မယ်ဆိုတော့ကောင်းတယ်ပေါ့ဒါနောက်ကျတယ်လို့မရှိပါဘူးအဲ့လိုမဟုတ်ဘူးဆိုရင်တော့တဖြည်းဖြည်းနဲ့လူတို့ရဲ့ယုံကြည်မှုကကျဆင်းသွားလိမ့်မယ်เนาะအဲ့လိုကျဆင်းသွားတဲ့အခါမှာကျွန်တော်တို့ကနားပေါ့เนาะဟိုဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဟိုနှစ်ဖက်ကွဲသွားမလားဟုတ်ပါတော့ဟိုတိကပြန်ဆာမလားဆိုရင်ကျွန်တော်နောက်ဆုံးနင့်နာတဲ့အခါကျတော့ပြီးသူတို့ပဲနင့်နာတယ်အဲ့တော့ဒါကကျွန်တော်လက်ရှိအနေထားပေါ့เนาะအဲ့တော့ ဒါတွေကနေနေတာကာလအတွင်းမှာကျွန်တော်တို့ကဘောနောထောက်ပြဝေဖန်မှုတွေလုပ်ခဲ့တယ်ဒါလည်းပဲတွန်လန်ရေးကိုမြန်စီခြင်းတဲ့သဘောနဲ့ပြည်သူတွေအတွက်တရက်ဆိုတရက်ပေါ့နော်တွန်လန်ရေးတရက်ပေါ်ကြာခြင်းသည်ပြည်သူတွေစိတ်ဆင်းရဲမှုကဘာနဲ့မှလဲလို့မရဘူးဒါကြောင့်တရက်ဆိုတရက်စောဖို့အရေးတိအရေးကြီးတယ်ဒါကြောင့်မလို့မလိုလားအပ်တဲ့အမှားတွေမဖြစ်ဖို့အတွက်ကျွန်တော်တို့ကထောက်ပြရတာဖြစ်တယ်အဲ့လိုဖြစ်လာတာဒီဟုတ်နော်ကျွန်တော်တို့ကြောင့်ဖြစ်တာမဟုတ်ဘူး NUG ဘက်မှယုံကြည်မှုကြဆင်းလာတာတွေကကျွန်တော်တို့ပြောလို့ဖြစ်တာမဟုတ်ဘူး เนาะဘယ်ပြတ်တာမဆိုเนาะကိုယ့်ရဲ့အောင်မြင်ဆုံးရှုံးခြင်းကကိုယ်နဲ့ပဲဆိုင်ကိုယ့်အလုပ်နဲ့ပဲဆိုင်ကိုကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ကိုမကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဒီပြောက်ရဲ့တိတ်ခါကိုသူများချလို့မရတိတ်ခါကြရဆိုတော့ကိုယ်ကုန်တိတ်ခါဆိုတော့ကိုယ်ကိုယ်တိုင်ချမှကိုကြတာဖြစ်တယ်အဲ့လိုအတိုင်းတာမျိုးတွေရှိတယ်အဲ့ခါကျတော့လက်ရှိအနေထားကတော့အဲ့လိုပေါ့နော်ဟိုခေါင်းဆောင်မှုကအားရစရာမရှိဘူးအော်စီရရကျွန်တော်တို့က ဘလောက်ပဲဟိုကကြည်နံဘိုးမရှိနေစေကားမူလားစည်ရည်ကရှိကိုတွားနေတယ်ရန်သူလက်နဲ့ကိုယ်လက်နဲ့လည်းတွားနေတယ်အဲ့လိုဖြစ်တဲ့အခါကျတော့စည်ရည်ကြီးအာအာရကိုကောင်းတယ်ပေါ့အဲ့တော့မြမလူမျိုးစုမြမဒီဗမာနယ်ပယ်ထဲမှာတော့ဟိုပြေဝရီလိုမျိုးနေလားငါလားမျိုးသိမ့်တာတွေပါတယ်အာရပါရမလုံနိုင်ပေမဲ့လည်းဥပါရောပေါ့တနိုင်ငံလုံးအတိုင်းအတာနဲ့ပြောမှဆိုရင်စည်ရည်ကြီးခီးရောက်တယ်နိုင်ငံရေးကအားမရှိဘူးလမ်းပြောင်းတ အဲ့လိုမျိုးတွေတွေ့ရတယ်။เนาะဒါကကျွန်တော်တို့နိုင်ငံရေးရအမရစာကောင်းတာတော့ကြာလာပြီ။ဘယ်တော့ဟိုးဟိုးဆော့ဆော့ကလေးကဖြစ်လာတဲ့ကိစ္စကြီးဒီနေ့အထိပဲဖြစ်နေနိုင်ငံရေးရအားရစရာမကောင်းဘူးเนาะအဲ့တော့နိုင်ငံရေးဆိုတာလည်းဟိုတလောကလည်းရှင်းပြပြီ။နိုင်ငံရေးဆိုတာဟိုစီရောက်ရမယ်စစ်ဆိုင်ရမယ်လမ်းပြရမယ်အားပေးရမယ်ဆွဲခေါ်ရမယ်เนาะအဲပြီးလို့ရှိရင်ကျွန်တော်တို့ကမျက်နှာချင်းဆိုင်စကားပြောကြရမယ်เนาะအဲတောင်းဆိုရမယ်ဒါတွေကနိုင်ငံရေးပဲ အဲ့အဲ့ခါကျတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကနိုင်ငံရေးအရာဒီစူးစီးမှုကိုမလုပ်နိုင်တာဒီနိုင်ငံရေးအရာအားနေတာဖြစ်တယ်။မြန်မာရှင်းဆိုင်ပြီးစကားမပြောနိုင်တာဒီနိုင်ငံရေးအရာအားနေတာဖြစ်တယ်။ဒါပါလဲဆိုရင်တော်လန်ရေးအဖွဲ့အချင်းချင်းကိုမြန်မာရှင်းဆိုင်စကားမပြောနိုင်ဘူးဆိုရင်ဒါကဘယ်လိုပြောရမလဲနိုင်ငံရေးအားနေတာပဲ။နိုင်ငံရေးနိုင်ငံရေးဆိုတာအချင်းချင်းအချင်းချင်းဆက်သွယ်ရမယ်စူးဟို sharing လုပ်ရမှာပေါ့နော်။စူးစီးရမယ်မြန်မာရှင်းဆိုင်ပြီးဆွေးနွေးရမယ်ပူးပေါင်းလှုပ်ဆောင်မှုတွေ လောက်ရမယ်ပူပါပူပေါင်းကြီးညာချက်တွေထောက်ရမယ်ပူပါမီလှုပ်ရှားမှုတွေလောက်ရမယ်ပူပါမီတောင်းဆိုမှုတွေလောက်ရမယ်ဒီလိုမျိုးတွေကဒါနိုင်ငံရေးပေါ့နော်အဲ့လိုမျိုးတိုင်းတာရှိတယ်အဲ့ကြတော့လက်ရှိအတိုင်းတာရဒီကုဏ္ဏပေါ့နော်ဒီနိုင်ငံရေးအရာအများကြီးအားနည်းနေတဲ့ဥစ္စာကိုတွေ့ရတယ်အဲ့ခါကျတော့အဲအဖွဲ့အစည်းတွေပေါ့နော်ကျန်တဲ့ကုဏ္ဏတို့ကဒီတိုင်းရင်းသား EO တွေကောအဲ local PDF တွေကောအားလည်းပဲနော်အဲ့လိုပေါ့ NUG ကိုခုနကလိုပေါ့နော် မကောင်းတတ်လို့ရောနေတယ်လို့ဆက်ဆံနေတယ်လို့အခွင့်အရေးတွေကိုလိုချင်လို့ပဲအတုံးချနေတယ်လို့မျိုးကိုတွေ့ရတယ်တကယ်တမ်းပဲပဲလီလီစားစားကြီးကြီးညိုနဲ့ပုတွဲသွားတဲ့ကိစ္စတွေမတွေ့ရဘူးတကယ်နှစ်ထက်မှလည်းပဲဒီပကဖာပလဖာကိစ္စတွေကလည်းပဲနော်တနေ့တနေ့အပုတ်နဲ့နေပို့ပို့များလာတဲ့ကိစ္စတွေလည်းရှိတယ်ဒါတွေကိုလည်းမဖြေရှင်းနိုင်ဘူးပေါ့နော်အဲ့လိုပြဿနာကြီးရှိတယ်အဲ့ဒါနိုင်ငံကြီးရအားနေတယ်ဘုသူကလည်းပဲစိတ်တက်ပြကြပါနဲ့ ဘယ်လိုပဲဖြစ်ဖြစ်နော်ဒီတော်လန်ရေးကနောက်ဆုတ်သွားစရာအကြောင်းမရှိဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်မင်းအောင်လန်ဒီပြည်သူနဲ့ရံဖြစ်နေတာဖြစ်တယ်။ပြည်သူနဲ့ပြည်သူနဲ့ရံဖြစ်တဲ့အစိုးရတိုင်းကြဆုံးမှာပဲဖြစ်ရဲဖြစ်တယ်။နော်အဲ့တော့ပြည်သူအကျိုးကိုပြည်သူအကျိုးကိုပေါ့နော်မရှိရှုတဲ့သူအားလုံးကဟိုကြဆုံးသွားမှာပဲဖြစ်တယ်။အဲ့တော့လက်ရှိအတိုင်းတာရပါတော့เนาะကျွန်တော်တို့ဒါဒီ limit ဆိုတဲ့အတိုင်းတာကမနှဲတော့ဘူးပေါ့เนาะ limit ဆိုတဲ့အတိုင်းတာမနှဲတော့ဘူး အဲ့တော့၄လီတာကလအတွင်းမှာဘာမှကျွန်တော်တို့ပေါ့နော်ဟိုဆွမ်းဆောင်ရည်မပြနိုင်ဘူးဆိုတော့တွေ့နေရတယ်အဲ့ကြတော့ဟိုပြက်ပြက်သားသားပေါ့နော်ရှင်းရှင်းလင်းလင်းပြောမယ်ဆိုလို့ရှိရင် energy မရှိရင်ဘာဖြစ်မလဲဆိုတော့မိကုံးကိုဘယ်လိုဖြေမလဲဆိုရင် energy ရှိနေရင်ရောဘာဖြစ်မလဲဆိုတော့မိကုံးကိုဖြေရမယ်ရှိနေလို့ဘာမှမဖြစ်ရင်မရှိရင်လည်းဘာမှမဖြစ်ဟုတ်နော်ဒါကတော့ဟို logic ကလေးပေါ့နော်အဲ့ဒီခါကျတော့ ဖြစ်စေချင်တာကဘာလဲဆိုရင်ကျွန်တော်ဖြစ်စေချင်တာပြုပြင်စရာရှိရကိုပြုပြင်ပါပြောင်းလဲဖို့လိုတာကိုပြောင်းလဲပါနော်လူဒီပြည်တွင်းကတော်လိုင်းအင်အားစုတွေနဲ့ညတစ်ချင်းဆိုင်တွေ့ဆုံဆွေးနွေးရေးတွေကိုလုပ်ပါကျွန်တော်တို့ကမကြားရဘူးညာကျွန်တော်ဆိုကြပါဆိုဗျာကျွန်တော်တို့ပြဿနာပေါ့ဟိုးလေးတွေရောဖြစ်နေပြဿနာတော့ကျွန်တော်တို့ပေါ်ပူလာဖြစ်တဲ့ဒါတော့ဘုန်းနဂါပေါ့ဗျာနော် ဘုန်းကန်းနဲ့အညူကြီးနဲ့အစာမကြီးတွေဖြစ်တယ်ဒါမဲ့ထိတိုက်ရင်ဆိုင်ပြီးဆွံ့ပြီးတော့မရှိဘူးရနော်ဥယျာဉ်မွန်နဲ့ဘုန်းကန်းနဲ့ထိတဲ့ဆွံ့ပြီးတော့မတွေ့ရအဲဥဥဥယျာဉ်မွန်နေနေဗျာညင်လုံးလို့မလို့ဘုန်းကန်းနဲ့ level မတူလို့မဆွေးနိုင်ဘူးမဆွေးနိုင်နိုင်ဘူးဆိုလို့ရှိရင်လည်းအောက်တစင်ဘယ်သူနဲ့ဆွေးနိုင်မလဲအဲ့ခါကျတော့မျက်နှာချင်းဆိုင်ပြီးတော်လိုင်းအင်အားစုအချင်းချင်းမျက်နှာချင်းဆိုင်ပြီးတော့မဆွေးနွေးနိုင်ဘူးဆိုတာကနိုင်ငံရေးအရာ ကိုလောက်ရမယ်အလုပ်ကိုမလုပ်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးသမားတွေဆိုတာတဲ့သည်ဖြစ်စီမတဲ့သည်ဖြစ်စီဟဲ့လားကျွန်တော်တို့ကထိတက်ရင်ဆိုင်ပြီးဆွေးနွေးဖို့လေညှင်းခုန်ဖို့လိုတယ်နော်အဲ့လိုဆွေးနွေးပြီးအခြေရှာဖို့လိုတယ်ဒါကနိုင်ငံရေးပဲနိုင်ငံရေးဆိုတာပဲနော်အဲ့ခါကျတော့ကျွန်တော်လက်တိပုတ်ထိုးရမှာမဟုတ်ဘူးနော်အဲ့ခါကျတော့အခုကျွန်တော်တို့ကဒီစူးစိမှုတွေဘာကြောင့်မဖြစ်တယ်လဲဆိုလို့ရှိရင် မှုဆောင်တဲ့သူတွေအချင်းချင်းမျက်နှာချင်းဆိုင်ပြီးဆွေးနွေးတဲ့အလုပ်တွေဖြေရှင်းတဲ့အလုပ်တွေမလုပ်တဲ့အတွက်ကြောင့်တန်တရာတွေနော်တန်တရာတွေထင်အောင်ထင်မှားတွေနေဖြစ်လာတဲ့အခါမှာတေးတဲ့ဥစ္စာကပြောင်းမသွားဘဲနဲ့တေးတဲ့ဥစ္စာကြီးလာကြီးတဲ့ဥစ္စာပို့ပြီးခိုးလို့ခုလူဖြစ်လာတယ်အဲ့လိုဖြစ်လာပြီးတော့တဖြည်းဖြည်းတဖြည်းနဲ့ဝေးသွားတဲ့အတိုင်းတမျိုးကြီးဖြစ်ရတယ်နော်အဲ့ခါကျတော့အခုလက်ရှိအနေနဲ့ကနိုင်ငံရေးဒီအားနေတယ် ဒီတော်လိုက်အောင်မြင်ဖို့အတွက်အဓိကအလိုအပ်ချက်ဒီစူးစီးညီညွတ်ဖို့ပဲဖြစ်တယ်နောက်တစ်ခုကလက်ရှိပေါ့နော်လက်ရှိအနေထားပေါ့နော်အရင်တော့က NUG ကကရင်ကိုအရန်ပေါ့နော်ကရင်အတွက်ပတ်စံအများကြီးတုံးခဲ့တယ်နော်အော်ကရင်ပြောမစွန်တော့2021 22လောက်မှာကရင်ဒီပေါ့ NUG ကရင်ပေါ်မှာပေါ့အလိန်ခံရတဲ့လူမျိုးကိုကရင်ပြည်နယ်မှာသူတို့တုံးတဲ့ဘတ်ဂျက်တွေကပျောက်ဆုံးသွားတယ်ဒါတွေကို ဟောပေါ်တော့ရှင်းရှင်းနဲ့မပြရဲပဲနဲ့အဲ့လိုဖြစ်လာပြီးတော့မှအခုဆိုလို့ရှိရင်အန်ဒီပြာပြင်းရနေစုတ်ခွာလာတဲ့သဘောတရားတွေကျွန်တော်တွေ့နေရတယ်။အဲ့တော့ဒီအဲ့လိုမဖြစ်လဲဆိုရင်ဒီဂျားကာလအတွင်းမှာပေါ့နော်ဒီ၄နှစ်တာကာလအတွင်းမှာအဲဟို ဟိုမဟာဗျူဟာတွေမှားတဲ့သဘောပေါ့နော်အမဟာဗျူဟာတွေမှားတဲ့သဘောရှိရဲ့နောက်လုပ်ငန်းကြိုင်ငန်းတွေဟာအသေးတရားအကောင့်ထဲထိတိမိမိမလုပ်နိုင်တဲ့သဘောတရားတွေမှာရှိရဲ့နောက်တစ်ခါမြေပြင်မှာဒီဝန်ကြီးရာမြေပြင်မှာမမရှိတဲ့အတိုင်းတာတွေမှာရှိတယ်နောက်တစ်ခါနိုင်ငံတကာအာကုလုံးတဲ့အတိုင်းတာမျိုးတွေရှိရဲ့ဒီပြဿနာတွေရဲ့ဝင်ဆက်ပြဿနာတွေကတပြေးပြေးနဲ့เนาะကြီးထွားလာတာပဲဖြစ်နေကြီးထွားလာတဲ့အခါအခုဆိုလို့ချင်းအတန်တွေကပို့ပို့ထွက်လာတယ်အတန်တွေပို့ပို့ထွက်လာတဲ့အခါမှာဘောเนาะဟိုဘယ်လိုပြောရဒါတွေကဖြည့်ရှင်းရတဲ့အခါမှာ ဒါတေးရနေကြီးလာမှပေါ့နော်ခြေရှင်းမဲ့ဆိုပိုပြီးခက်ခဲလာအဲဒါဒါဒီလိုမျိုးတွေတွေ့ရတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဟုတ်ပြီဒါဒါအဲ့ကြတော့ကျွန်တော်က energy ပေါင်းထုတ်လို့ဖြစ်အောင်မှာနော်အဲ့တော့ဖြစ်စဉ်အကျင့်ဒီပထမခုနကပြောသလိုပဲဘာဖြစ်လို့ဒီအရင်ချင်းမရှိတဲ့သူတွေကိုမထိန်ကြောင်းနိုင်တာလဲနော် energy ကိုဘာလို့မထိန်ကြောင်းလဲဘာမပြုတ်မပြုတ်ပြင်တယ်ဘာလို့မပြောင်းလဲနိုင်တာလဲအမှတ်ကြီးအများကြီးရှိတဲ့ energy အမှတ်ကြီးသူတို့ကမပြောင်းလဲနိုင်ဘူးဆိုရင်သူတို့ကိုယ်တိုင်လည်းပဲစိတ်မပါလားသူတို့ကိုယ်တိုင် ဘောနော်အရေးရှိမရှိတာလားဆိုတာမျိုးဖြစ်နေတယ်အဲ့တော့ခြုံငုံကြီးပြောရင်တော့အားလုံးသိတာလားကတော့ဒီ NLD မှာဘောနော်ပြည်သူတွေကြိုက်တဲ့လူတွေမရွေးရပဲနဲ့အရေးရှိမရှိတဲ့လူတွေကိုအမေစုကရွေးချယ်ခဲ့တယ်ဆိုတော့အဲအစီအိုပြန်ရောက်သွားတယ်နော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့အခုအမားနေတဲ့အမားတွေကမလုတ်တမကင်တတ်တဲ့အမားတွေဘာလို့ကမမသိတဲ့အမားတွေနဲ့လမ်းပြောင်နေတဲ့အတိုင်းတာကိုကျွန်တော်တို့ကတွေ့ရတယ်နော်အဲ့လိုမျိုးတွေ့ရတယ်တွေ့ရတဲ့အခါကျတော့ ဘာဖြစ်ဒါလည်းစိတ်တမကြပါနဲ့တော့အားလုံးကခုနကဟိုတော်လာကြီးကရှေ့ကိုရွေ့နော်ရွေ့ရွေ့ရွေ့နေတကယ်တမ်းကတော့ဒီထိတိယောက်ရောမလုံနိုင်ဘူးဆိုရင်တဖြည်းဖြည်းနဲ့ဟိုဘောနော်အမိတော်လာကြီးကိုအမိမလိုက်နိုင်ပဲနောက်ကြံနေခလိုက်တယ်အဲ့တော့နောက်ကြံနေရင်တော်လာကြီးကသူ့အောင်ရှေ့ဆက်သွားလိမ့်မယ်ဟုတ်နော်အမိမလိုက်နိုင်ရင်သူကနောက်ကြံနေကြမှာနောက်ကြံတဖြည်းဖြည်းနဲ့ရှေ့ဆက်သွားလာလိမ့်မယ်နော်ရှေ့ဆက်သွားစီကသွားနေပါပဲမလိုက်ပါနိုင်တဲ့လူကတဖြည်းနောက်ကြံနေကြမှာပဲအဲ့မှာပို့ပြီးတော့တိတာလာလိမ့်မယ် เนาะအဲ့လိုရှိတယ်အဲ့တော့ခါကျမှဘလိုပဲဖြစ်ဖြစ်ဒီလိုလေးရရက်တက်သွားပြအကြောင်းမရှိဘူးတကယ်အားကိုးတိုက်တဲ့လူတွေဟာမြေပြင်ကနေပြီးတော့ပေါ်ထွက်လာလိမ့်မယ်เนาะလူငယ်တွေကเนาะဒီသူတို့ရဲ့တာဝန်တွေကိုဟိုသူတို့ကိုယ်တိုင်ဆွဲယူလာလိမ့်မယ်เนาะဒါမကြထင်မှာဒါကြီးကျွန်တော်တို့မြင်ရတော့မယ်အဲ့လိုအတိုင်းတာမျိုးတွေရှိရတော်လိုင်းကြီးကတိတ်မကြခဲ့မှာပုံစံပုံစံပြောင်းလဲမှုတစ်ခုဖြစ်လာတယ် နော်တင့်ကြတယ်ပေါ့သူတပြင်းတော့အဲဒီကချင်ရဲရက်ခိုင်ရဲချင်းရဲကရားရဲလာဒီကျွန်တော်တို့ဘကရှမ်းမြောက်ရဲအကုံလုံးပေါ့နော်လွတ်မြောက်ပြီးတော့မှအဲ့လိုမျိုးကြီးတစ်ခုဖြစ်လာတဲ့အချိန်မှာဒေါ်လာကြီးပုံတရာတမျိုးပြောင်းသွားလိမ့်မယ်ဘာကြောင့်ပြောင်းလဲဆိုတော့နိုင်ငံတကာရဲ့မြန်မာပြည်ရဲ့ဒေါ်လာကြီးပေါ့မြင်တဲ့အမြင်နဲ့ဆက်ဆံရေးပုံစံတွေပါပြောင်းလာလိမ့်မယ် เนาะအဲ့လိုပြောင်းလာကြမှာတွန်လိုင်းရဲ့ပုံစံတန်းပြောင်းသွားပြီဗျအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ကဘာအားထားမှာတော့ဇကိုင်းလွတ်မြောက်ဖို့ပေါ့เนาะဇကိုင်းလွတ်မြောက်ဖို့ဒီ EO ရလည်းအားထားပါလိမ့်မယ်ဒီပြိုင်တစ်သက်မှာဟိုပေါ့เนาะဟိုအစောဆုံးတော်လန်ရေးကိုစခဲ့တဲ့ဇကိုင်းကအစောဆုံးလွတ်မြောက်တဲ့အဲဗမာလူမျိုးစုနယ်မြေရဲ့ဖြစ်လာမှာပါเนาะအဖြစ်လာမှာဆိုတော့ကကြတော့ကျွန်တော်တို့ဒီ2025ထဲမှာတော်လန်ရဲ့ပုံတံအပြောင်းအလဲကကြီးကြီးမားမားကျွန်တော်တို့ဖြစ်လာတော့မြဲ မြင်ရတော့မယ်လို့ကျွန်တော်တို့ကတွေ့တယ်နော်တွေ့တယ်အဲ့ခါကျတော့စိုးရင်စိတ်ကြီးအယံမထားပါနဲ့နော်စိုးရင်စိတ်ကြီးအယံမထားနဲ့ဘာကြောင့်မထားနဲ့ဆိုတာဆိုရင်ဒီမလာရဲ့တက်ဒီနိုင်ငံရေးအရာငကိုတဲကနိုင်ငံရေးအရာသူ့မှာနော်မှားတဲ့အလုပ်ကိုလုပ်ခဲ့တာအာနာသိန်းတွေကိုလုပ်ခဲ့တာ2008ကိုသူတို့ကလည်းချိုးဖောက်ခဲ့တာဖြစ်တော့နိုင်ငံရေးကသူကလမ်းပြပီးတာအဲ့တော့သူတို့တဲ့ယူကွယ်လို့ခေါင်းနဲ့မထင်နဲ့နော်နောက်တစ်ခုက စီးရရလဲသူတို့ဒီ2000နဲ့2000ခုနှစ်လောက်ကစပြီးတော့စစ်တပ်ကစစ်တပ်ရဲ့အလုပ်ကိုမလုပ်တဲ့အတွက်ကြောင့်တဖြည်းဖြည်းချင်းနဲ့စစ်တပ်ကပျက်စီးသွားတာဖြစ်တယ်။ဒါကြောင့်မလို့သူ့ကိုအဲဒီဥနာစစ်သားတွေစူးစောင်းရင်းဖြစ်တော်၎င်းတရုတ်ရဲ့ထောက်ပံ့မှုဖြစ်တော်၎င်းအဲဒီကောင်ကပြန်ပြီးတော့အသက်ဝင်လာစရာအကြောင်းမရှိဘူး။နော်ဒါကြောင့်မလို့ဒီဒေါ်လာကြီးကကျွန်တော်တို့ကနိုင်ကိုနိုင်ပါမနိုင်စရာလုံးဝမရှိဘူး။ဒါကြောင့်စိတ်ကြမကြနဲ့။ ောက်တစ်ခုကကြတော့ကျွန်တော်ပြိုရှင်ရအယမ်းမြင်လာပြီသူတို့ကမှအရာရှိဆုံးရှုံးမှုကအယမ်းများလာပြီပိုးရကနောင်းကနင်းပိုဖြစ်လာပြီနော်အနောက်အဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်နော်တဖြည်းဖြည်းနဲ့ပေါ့နော်ဒါရီကပေါ်လွင်လာလိမ့်မယ်နောက်တစ်ခုကလည်းဒီညသားဖြစ်ပေါ့ဗျာဟိုတရုတ်ပြဿနာကကြီးတယ်ဘာကြောင့်ကြီးလဲဆိုတော့မြန်မာနိုင်ငံရေးသမားတွေရဲ့ရှစ်ဆရာတော့ကအမေရိကန်ရင်းတယ်နော်အဲ့လိုအမေရိကန်ရင်းတဲ့အခါမှာမလို့အလားအဖက်နဲ့တရုတ်ကိုမုန်းတာနဲ့ เนาะဟိုစန့်ကျင်တဲ့ဥစ္စာတွေကဒီအမုန်းတရားဥမှာအခြေခံပြီးတွက်ချက်တဲ့ခါမှာအလွဲချော်ကြီးအများကြီးဖြစ်တယ်တရုတ်ကစီဝါရေးတမသူစီဝါရေးလုပ်မှာเนาะတရုတ်ကကမ္ဘာကိုစစ်တိုက်မှာပေါ့နောက်ထပ်အနှစ်30နဲ့မတိုက်သေးဘူးသူအင်အားစုဆောင်းနေဥမှာသူ့နောက်ဘက်ကိုထူထောင်နေဥမှာလို့ကျွန်တော်ကတော့မြင်တယ်เนาะအဲ့လိုမြင်တယ်အဲ့လိုမြင်တဲ့အတွက်ကြောင့်ဒါကတကယ်လည်းနင်လားငါလားကိစ္စမှာထောင်ဝံကိစ္စပဲလေသူကအပြားရှိသွားပါပဲသူကစီးပွားရေးကိုပဲတိစောက်မှာဖြစ်တယ် နော်ဒီလိုမျိုးကျွန်တော်မြင်တယ်ဒါကြောင့်မလို့သူအမျက်ရဖို့အတွက်ကတော့သူလုံးမှာသူကအင်အားကြီးတယ်အင်အားရှိတယ်အင်အားရှိတဲ့ငွေကြေးအင်အားကိုသုံးမယ်ကျန်တဲ့တခြားနိုင်ငံရေးအင်အားကိုလည်းသုံးမယ်ရတဲ့အင်အားကိုသုံးပြီးတော့မှသူစီးပွားဖြစ်ဖို့သူအင်အားကြီးဖို့သူကြိုးစားမှဖြစ်တယ်သူဒီကမ္ဘာအကြီးဆုံးဘယ်လို့မှမရှိနိုင်ဘူးနောက်ထပ်အနှစ်30နဲ့အမေရိကန်ကိုသူမရှိနိုင်ဘူးမိကမရှိနိုင်ဘူးသူရဲ့ GDP ထပ်တိုးဖို့လိုတယ်နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့် เนาะนิติญาณอาภิญเลยเว้ไม่ชินနိုင်သေးဘူးเนาะဒီငွေอาภิญငွေจีอาภิญเลยမရှင်းနိုင်သေးဘူးအတိုင်းဝိုင်းအားဖြင့်လည်းမရှင်းနိုင်သေးဘူးဒါတွေကိုကျွန်တော်တို့ကတွေ့ရတယ်အဲ့လိုတွေ့ရတဲ့အခါကျတော့ဟိုတရုတ်အနေနဲ့ဒီ GDP ကိုအမိလိုက်မယ်ဆိုတော့ဗောအနှစ်30ချောင်းเนาะဒါကြောင့်မလို့ဒီအနှစ်30ဂျာဂျာကာလတွေမှာတရုတ်ကပတ်စံကုန်မဲ့လုပ်ကုန်လို့ပတ်စံရမယ်လုပ်ကုန်လို့ပါဖြစ်တယ်ဒါကြောင့်မလို့သူဒီငွေအင်အားတုံးပြီးတော့ခြေလှယ်ကောင်းခြေလှယ်လိုက်မယ် ်ဒါပေမဲ့ခုနစစ်အင်အားကိုတုံးပြီးတော့ဟိုရန်သူများမဲ့အလုပ်ကိုနော်ဟိုဘယ်လိုပတ်စံကုန်မဲ့အလုပ်အင်အားကုန်မဲ့အလုပ်ကိုသူမလုပ်မှာလုံးမထင်ဘူးနော်ဒါကြောင့်မစိုးရင်လည်းမကြောက်နဲ့အခုလည်းဟလာအစီဝေးသွားရလေ KIA စီးသွားအစီဝေးသွားတယ်ဟုတ်နော်ဟုတ်ကုလိုကျနာတောင်းဆိုတယ်ပြောတယ်ခုခုနကဟိုကျွန်တော်ဟိုဒီ TNL လေးကိုပါလို့ဆိုလာရှို MNDA နဲ့ဆိုရင်လာရှိုကိစ္စတွေပါပြီပေါ့နော်ဟိုဆွေးနွေးကြတယ်เนาะအဲ့လိုဆွေးနွေးကြရပြီကကျွန်တော်တို့ဒီ EO တွေက တရုတ်ကိုလိုက်ရောခဲ့လို့လားမလိုက်ရောပါဘူးเนาะအဲ့ခါကျတော့လက်ရှိအတိုင်းတာအဖြစ်တူဒီတူအကျိုးစီးပွားကိုကာကွယ်ဖို့သူစူးစမ်းလိုက်မယ်တစ်ဖက်မှာလည်းမင်းအွန်လိုင်းကိုတတ်သမျှတိုက်နိုင်သမျှအချိန်ဆွဲပြီးတော့မှညီမကြီးမှာဒီဘောเนาะဟိုဟိုအဖွဲနှစ်ဖွဲခွဲပြီးတော့ဟုတ်လားမင်းအွန်လိုင်းတစ်ဖွဲနဲ့တစ်ဖက်ကဟို not e ကိုတစ်ဖွဲကိုနှစ်ဖွဲကန်ပြီးသူကစားဖို့စူးစမ်းလိုက်မယ်သူတို့ဒါဒီအွန်မြန်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုရင်မင်းအွန်လိုင်းရဲ့အဖွဲက ျက်စီးသွားဖို့ပဲเนาะရှိတယ်အဲ့လိုဖြစ်တော့ကျွန်တော်တို့ကအဆုံးအထိကျွန်တော်တို့တိုက်နိုင်ဖို့ပဲလိုတယ်เนาะအဲ့ဒီခါကျတော့ဒီခါမှာဟိုပေါ့ဗျာဟိုနိုင်ဇဝဲဝိုင်းတွားကျင်တာတွေပါ යි ပေါ့ဗျာအဲ့လိုလူတွေရှည်တမ်းမရောက်ဖို့လိုတယ်နော်အဲ့လိုလေရှင်းလင်းမရဘူးဆိုရင်တလိုင်းရအဆုံးဒီဆက်သွားနေမှာပြည်သူတွေကတော့လက်ခံမှာမဟုတ်ဘူးဒီလိုတိုင်းတာမျိုးရှိရအဲ့တလိုင်းရကပြီးဖို့တော့တော်တော်နီးသွားပြီဘယ်တော့ကြာအောင်ကြာအောင်မလဲလို့ ြောရတဲ့အခါမှာကြာချင်းအကြောင်းတရားသည်ဥဆောင်မှုညံ့ဖြင်းလို့စီယုံမှုမရှိစီယုံညီညွတ်မှုမရှိလို့ဆိုတာပြောရင်ပဲတော်လိုင်းရေးပြီးဖို့ကတော့တော်တော်လေးနှီးသွားပြီဆိုတာတွေ့ရတယ်အဲဘာကြောင့်လဲဆိုလို့ရှိရင်ကချင်းတစ်ခုလုံးနော်ကချင်းတစ်ခုလုံးရခိုင်တစ်ခုလုံးချင်းတစ်ခုလုံးနော်လွတ်မြောက်သွားတဲ့အခါနော်နိုင်ငံရေးရဲ့ပုံစံကတမျိုးပြောင်းသွားလိမ့်မယ်။စီးရေးပုံစံကတမျိုးပြောင်းသွားလိမ့်မယ်။လုံးဝပြောင်းသွားလိမ့်မယ်။ နော်အဲ့လိုပြောင်းသွားတဲ့အခါကျလို့ရှိရင်နော်ဒီဒီနိုင်ငံတကာရဲ့ဆက်ဆံရေးပေါ့အထူးသဖြင့်ရခိုင်ပေါ်မှာတရုတ်ရဲ့ဆက်ဆံရေးကချင်ပေါ်မှာတရုတ်ရဲ့ဆက်ဆံရေးတွေဟာပြောင်းလဲလာလိမ့်မယ်အဲ့လိုပြောင်းလဲလာတဲ့တပြိုင်နက်တည်းမှာအာဆီယံနဲ့တကွာတခြားနိုင်ငံတွေကလည်းပဲဆက်ဆံရေးပုံစံပြောင်းလဲလာလိမ့်မယ်အဲ့ဒီပြောင်းလဲလာတဲ့ပြောင်းလဲမှုကຫນွေဥတလန်ရေးပေါ်မှာကောင်းကျိုးတွေအများကြီးပြလာလိုက်ပြီအဲ့တော့2025ရဲ့6လပိုင်းအတွင်းမှာနိုင်ငံရေးပုံစံနဲ့စီးရေးပုံစံကပုံစံတစ်မျိုးနဲ့ပြောင်းလဲလာလိမ့်မယ်เนาะ အဲ့ဒီပြောင်းလဲမှုဒီတော်လိုင်းပြည့်ဖို့တဲ့အချိန်တစ်ခုကိုတွန်းလာလိမ့်မယ်လို့ကျွန်တော်ကမြင်တယ်။အဲ့တော့ပြောချင်တာတခြားမဟုတ်ဘူး။စိုးရင်စိတ်တွေအယံမထားပါနဲ့။အခက်အခဲကိုတွန်းနံတော့တောက်ခံနိုင်ဖို့ကျွန်တော်တို့ကြိုးစားပါ။တော်လိုင်းရနည်းနည်းလေးကြာအောင်ပဲဖြစ်ပေမဲ့ပြီးဖို့အယံနှီးသွားပြီဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါကတော့2025 6လပိုင်းလောက်မှာစီးရီးနိုင်ငံရေးပုံစံပြောင်းလဲမှုဖြစ်လာ။အဲ့ပြောင်းလဲမှုကမင်းအောင်လိုင်းကိုမြန်မြန်နှီးကုန်းချုပ်မဲ့အတိုင်းတာကိုရောက်သွားလိမ့်မယ်။ နော်ထွက်သွားလိမ့်မယ်ကျွန်တော်ကခမန်းချက်ကတော့မင်းအောင်လည်းအတီထွက်မယ်နော်သူအဆက်လို့ထွက်ပြေးနိုင်မှာမဟုတ်ဘူးသူအတီထွက်ပဲထွက်မှာဖြစ်တယ်နော်အဲအဲ့လိုမျိုးဟိုခမန်းလို့ရတယ်အဲ့တော့ဆိုရည်စိတ်ကြီးရမကြီးပါနဲ့နော်စကားတွေကိုလက်လွတ်စပယ်မပြောမိပါစေနဲ့နော်ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံဒီနော်လူမျိုးဒီတိုင်းရင်းသားတွေနဲ့မြန်မာတွေကြားရဲ့နော်ပြည်သူအချင်းချင်းစီးလုံးညီညွတ်မှုကအမြင့်ဆုံးအချိန်ကိုရောက်လာနေပြီဖြစ်တဲ့ ဒီကနေဆက်ပြီးတော့မှပို့ပြီးတော့မှနားလည်တဲ့เนาะနီးကပ်တဲ့ဆက်ဆံရေးတွေရာပို့ဖြစ်လာလိမ့်မယ်တိုင်းရင်းသားတွေရဲ့နိုင်ငံရေးရေချိန်နိုင်ငံသားခေါင်းဆောင်တွေရဲ့နိုင်ငံရေးကအရင်ကမြင်တယ်ဟုတ်လားလက်ရှိဘောเนาะဒီကကချင်းခေါင်းဆောင်တွေစကားပြောတာရခိုင်ခေါင်းဆောင်တွေစကားပြောတာဒီကျွန်တော်တို့ဒီဟိုပလောင်တို့ဘာလို့ဒီဝါတို့ခေါင်းဆောင်တွေစကားပြောတာเนาะ MND တို့ခေါင်းဆောင်တွေစကားပြောတဲ့သူတို့ရဲ့လေယူလေသိမ်းတဲ့သူတို့ရဲ့ပြောနေတဲ့เนาะ သူတို့ဆိုလိုရင်းတွေက NUG တွေအများကြီးမြင်တယ်ဒါကျွန်တော်တွေ့ရတယ်ဒါအဲ့လိုတွေ့ရတဲ့အတွက်ကြောင့်ဒါလည်းပဲကျွန်တော်ဒီတမိုင်းတစ်ချောက်ပေါ့ကျွန်တော်တို့ကျွန်တော်တို့မှီတဲ့တမိုင်းတစ်ချောက်တည်းမှာတိုင်းရင်းသားတွေရဲ့ဒီနိုင်ငံကြီးအမြင်နော်နိုင်ငံကြီးအမြင်သူတို့ရဲ့နိုင်ငံကြီးအတွေ့အခေါ်အမြင်ဆုံးကိုရောက်လာဆိုတာကျွန်တော်တို့တွေ့ရတယ်အဲ့လိုပဲဗမာတွေကနေပြီးတော့တိုင်းသားတွေအပေါ်မှာပေါ့နော် ခံစားရတဲ့ခံစားလာတဲ့ခံစားမှုကလည်းအမြင့်ဆုံးအချိန်ကိုရောက်လာပြီဖြစ်တယ်။အဲ့တော့ဒီနားလည်မှုနဲ့เนาะဒီနားလည်မှုနဲ့ဒီချစ်ချင်းမြတ်တာကเนาะဒီပီဖက်ဒရယ်ပြည်ထောင်စုအတွက်အဖြေတရဖြစ်လာလိမ့်မယ်။အဲ့တော့ဟိုအဓိကတော့ကျွန်တော်ပြောချင်တာတရုတ်နဲ့ပတ်သက်ပြီးမစိုးရိမ်နဲ့။နော်။တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့လျှော့မတွက်နဲ့။လျှော့မတွက်နဲ့။ အဲ့တော့ဒီနွေဦးတလန်ရဲ့ဒီတပြည်တော်စုတစ်ခုလုံးလွတ်မြောက်ဖို့เนาะအလုံးကဥတီနေပြီဆိုတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဗမာကိုစားပြုအစိုးရနဲ့ဗမာကိုစားမြို့စစ်တပ်နဲ့เนาะဗမာကိုစားပြုအစိုးရကလည်းမကြခင်မှာတဲတဲကွက်ကွက်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်အဲ့တော့2025ရဲ့6လပိုင်းအတွင်းမှာနိုင်ငံရေးစီရေးပုံစံကတည်တာပြောင်းလဲသွားမယ် ကမ္ဘာနိုင်ငံတွေရဲ့မြန်မာပြည်ပေါ်မှာဆက်ဆံရေးနဲ့အမြင်လည်းပြောင်းလဲသွားလိုက်တာအဲ့ဒီပြောင်းလဲမှုတည်ဒီတလူတလိုင်းတွေအကောင်းကျိုးတွေအများကြီးပေးလဲမျိုးလို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးအလုံးပြောပါစဉ်စိုးရင်စည်းတူလျှော့ပါတလိုင်းကြီးကနိုင်ကိုနိုင်မှာဖြစ်တယ်တလိုင်းကြီးကအနှဲငယ်ကြအောင်မယ်ဆိုရင်မြက်ပြီးဖို့အရန်နီးလာပြီးဖြစ်တဲ့အကြောင်းကျွန်တော်ကသတင်းပေးခြင်းပါတယ်ကျွန်တော်ကတော့ထပ်ပြန်တလဲလဲဒီစကားတွေပဲပြောပြီးပြောနေပြောနေရတဲ့အခါကျတော့ကျွန်တော်မလို့အတောက်တော့မပြောချင်တော့ဘူးပေါ့ဗျာเนาะအဲ့လိုမျိုးရှိရဲအဲ့ခါကျတော့ ဟောကျွန်တော်ရဲ့ယုံကြက်ကမပြောင်းလဲဘူးကျွန်တော်ရဲ့အမြင်ကမပြောင်းလဲဘူးเนาะအဲ့ခါကျတော့အပြည်သူတွေကလည်းယုံကြည်ချက်ကမပြောင်းလဲပါဘူးเนาะပြည်သူတွေကစိုးရိမ်စိတ်ကလေးဖြစ်တာတကူပဲရှိတယ်ပြည်သူတွေရဲ့ယုံကြည်ချက်နဲ့ဆုံးဖြတ်ချက်ကခိုင်မာပြီးသားဖြစ်တယ်ဒါကြောင့်မလို့ဒီတော်လေးကရှုံးစရာအကြောင်းမရှိဘူးနိုင်ကိုနိုင်ပဲနိုင်ကိုနိုင်ပဲမကြောက်တော့เนาะ မကြတော့မကြတော့ဆိုခုနက2025 6လပိုင်းအပြီးမှာစီးရင်နဲ့စီးရင်နိုင်ငံရေးပုံစံပြောင်းလဲသွားမယ်နိုင်ငံတကာရဲ့ဆက်ဆံမှုနဲ့အမြင်ဟိုဟိုနော်ဦးစားပေးမှုတွေပြောင်းလဲသွားမှာအဲ့ပြောင်းလဲမှုကတော်လိုင်းရေးကိုအဆုံးသတ်သွားလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်နော်အဲ့တော့တိတ်မကြခင်ပြန်တွေ့ပါမယ်နော်တက်နေသမျှနော်နှစ်ပတ်တစ်ခါလောက်ကျွန်တော်လည်းကြိုးစားပါမယ်ကြာနော်အဲ့ဒီခါကျတော့အလုံးစမ်းပါအောင်နေကြပါအချင်းချင်းနော်မျှဝေပြီးရိုင်းမင်းကူညီကြပါနော်ယုံကြည်ချက်တရား เนาะခိုင်မာအောင်ဆက်လက်ပြီးတော့ထိမ့်သိမ်းထားပါเนาะကျွန်တော်တို့နိုင်ကိုနိုင်မာဆိုတဲ့အကြောင်းတော့ဟောเนาะဟိုထပ်ထပ်ပြီးတော့သတိပေးခြင်းနဲ့เนาะ